အဝေးရောက်ကွာရှင်းပြတ်စေကြတဲ့နီလန်းဟာယုံကြည်စိတ်ချတဲ့နီလန်းတစ်ခုဖြစ်ပါသလားအလုံးမဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကပြည်လွတ်တော်ရှင်နေဦးအောင်ကျော်ဖြစ်ဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့နဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမြဝေလျက်ရှိပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကတော့ကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမြဝေပေးခြင်းဖြစ်တယ်ပေါ့နော် မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကွာရှင်းပြည့်စဲကြတဲ့နီလန်းတွေထဲမှာเนาะဒီနှစ်ဦးသဘောတူကွာရှင်းပြည့်စဲတဲ့နီလန်းဟာအလွယ်ကူဆုံးအယူရှင်းဆုံးနဲ့အကောင်းဆုံးနီလန်းဖြစ်ပါတယ်။ဒါကြောင့်ကွာရှင်းပြည့်စဲကြမယ်လင်မယားနှစ်ဦးဟာเนาะတတ်နိုင်ဆုံးနှစ်ဦးသဘောတူကွာရှင်းပြည့်စဲနိုင်ဖို့အတွက်ညှိနှိုင်းတင်ပါတယ်။အဲ့တော့နှစ်ဦးသဘောတူပြီဆိုလို့ရှိရင်ဘယ်လိုကွာရှင်းပြည့်စဲလို့ရသလဲပေါ့เนาะ ဥပရိယအဆိုအရကတော့နှုတ်နဲ့လေကွာရှင်းပြည့်စဲလို့ရပါတယ်တဲ့နော်အဓိကဘာလဲဆိုတော့ဒီလင်မြန်းဥရဲ့သဘောဆန္ဒသာလေဖြစ်တယ်ပေါ့နော်အဲ့တော့နှုတ်နဲ့လေကွာရှင်းပြည့်စဲလို့ရတယ်ဆိုပေမဲ့နှုတ်နဲ့ကွာရှင်းပြည့်စဲတင်သလားဆိုရင်နှုတ်နဲ့ကွာရှင်းပြည့်စဲခြင်းကိုလုံးဝမပြုလုပ်တင်ပါဘူးနော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်နှုတ်တရားစတလုံးဆိုတဲ့စကားပုံရှိတယ်ပေါ့နော်နောက်တစ်ခုကတလင်တမယာစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုံမှားရဲ့ပုံမှား၁၁မှာ ဘယ်လိုပြတ်ထန်းထားသလဲဆိုတော့ယောက်ျားသို့မဟုတ်မိန်းမသည်တဲ့ယခင်ကထိမ်းမြားခဲ့ဘူးလင်တဲ့ယင်းသို့ထိမ်းမြားခဲ့ဘူးကြောင့်အတိပေးကြညာ၍တဲ့ယခင်အိမ်တော်နဲ့တရားဝင်ကွာရှင်ပြည့်စဲပြီးဖြစ်ကြောင်းခိုင်မာသည့်အထောက်အထားတင်ပြနိုင်လင်တဲ့ခိုင်မာသည့်အထောက်အထားတင်ပြနိုင်လင်ဆိုတဲ့စကားကိုတတိပြုရမှာဖြစ်တယ်ပေါ့နော်အခြားသူတို့နဲ့ထပ်မှန်၍ထိမ်းမြားနိုင်သည်လို့ပါရှိပါတယ် ဒါကြောင့်ကွာရှင်းပြီးနောက်ထပ်မံထိမ်းမြားမဲ့သူတွေဆိုရင်လည်းပဲပေါ့နော်ကို့မှာခိုင်မာတဲ့အထောက်အထားရှိဖို့လိုပါတယ်ခိုင်မာတဲ့အထောက်အထားဆိုတာအကြမ်းမြင့်အပြစ်ပေါ့နော်စာချုပ်စာတမ်းတွေကိုဆိုလိုခြင်းဖြစ်တယ်လို့နားလည်သဘောပေါက်အောင်မှာဖြစ်ပါတယ်အဲ့တော့မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့စာချုပ်စာတမ်းတွေချုပ်ဆိုပြီးတော့ကွာရှင်းမယ်ဆိုလို့ရှိရင်ပေါ့နော် ပြုလုပ်လို့ရနိုင်တဲ့အခြေအနေနှစ်ရက်ရှိပါတယ် ပထမတစ်ချက်ကတော့နော်ဒီလင်းမြန်းဦးစလုံးကတရားရုံးတရုတ်ရုံးမှာသွားပြီးတော့နှစ်ဦးသဘောတူဝါရှင်ပြက်ဆဲတာပါအဲ့တော့အဲ့လိုနှစ်ဦးသဘောတူဝါရှင်ပြက်ဆဲတဲ့နီလန်ဟာနော်အလွယ်ကူဆုံးအယူရှင်းဆုံးနဲ့စိတ်ချဆုံးနီလန်တစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဝါရှင်ပြက်ဆဲမယ်လို့နော်အဲဆန္ဒရှိကြတယ်ဆိုလို့ရှိရင်တရားရုံးတရုတ်ရုံးမှာသွားပြီးတော့မှဝါရှင်ပြက်ဆဲတင်ပါတယ်နော်နောက်တစ်ခုကအဲ တက်ဆိုင်ရာကိုလက်ထပ်ခွင့်တို့၊ကွာရှင်းခွင့်တို့တင်ပြရတဲ့ဝန်ထမ်းတွေဖြစ်မယ်။ခွင့်ပြုချက်တောင်းခံရတဲ့ဝန်ထမ်းတွေဖြစ်မယ်ဆိုလို့ရှိရင်လည်းလက်ထပ်တဲ့ကိစ္စကိုပဲဖြစ်ဖြစ်၊ကွာရှင်းတဲ့ကိစ္စကိုပဲဖြစ်ဖြစ်တက်ဆိုင်ရာတရားရုံးမှာတွားပြီးတော့မှပြုလုပ်ချုပ်ဆိုရပါတယ်နော်။တက်ဆိုင်ရာဌာနကလည်းအဲ့လိုပြုလုပ်ချုပ်ဆိုထားတဲ့စာချုပ်ကိုပဲလက်ခံတယ်ပေါ့နော်။ဒါကတော့ပထမအခြေအနေပေါ့။ပထမနေလန်ဖြစ်ပါတယ်။ဒုတိယနေလန်ကတော့တာမန်ပုဂ္ဂိုလ်တွေအနေနဲ့ပေါ့နော်။ ပြင်ပမှာပဲနှစ်ဦးသဘောတူပြုလို့ချုပ်ဆိုတဲ့နေလန်းဖြစ်ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့မိတ်ဆွေတွေရှိမှဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့မိဘဆွေမျိုးတွေရှိမှဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်ကြေးရွာရက်ွက်เนาะယမိရက်ဖသို့မဟုတ်ရှင့်နေရှိရဆက်သဖြင့်ပေါ့เนาะအဲ့ဒီပုံကိုယ်တွေရှိမှပြုလို့ချုပ်ဆိုကြတဲ့စာချုပ်ဖြစ်ပါတယ်ဒါလည်းပဲဥရိเจ้าအရာတော့เนาะအထိုက်လျောက်ခိုင်မာတဲ့စာချုပ်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ လင်မယားကွာရှင်းပြက်ဆဲတဲ့နေရာမှာအဓိကအရေးကြီးတာကဒီလင်မယားနှစ်ဦးရဲ့ကွာရှင်းပြက်ဆဲလို့တဲ့သဘောဆန္ဒကလည်းလင်အရေးကြီးတာပေါ့နော်အဲ့တော့ဒီနီလာနှစ်ရက်စလုံးဒီအချိန်နေနှစ်ရက်စလုံးကတမာအဖြစ်ပေါ့နော်မျက်နှချင်းဆိုင်ပြီးတော့မှဒီအတိတ်တည်ရှိတွေမှာလက်မှတ်ရေးထိုးကြတဲ့နီလန်းဖြစ်ပါတယ်ဒါပေမဲ့လည်းဒီဘက်ခေတ်မှာကြတော့เนาะចောင်းចောင်းចောင်းနိုင်ငံညာတိုင်းပြည်ကိုတွားရောက်ကြတဲ့သူတွေများလာပါတယ်အဲ့လိုများလာတဲ့အခါမှာဒီကွာရှင်းပြက်ဆဲခြင်းနဲ့လင်မယားနှစ်ဦးဟာတစ်ခါတစ်ခါမှာ တိုင်းပြည်တစ်ခုစီမှာရှိတယ်ပေါ့နော်တယောက်တနေရာစီရောက်နေတယ်တချို့ကလည်းပြည်တွင်းမှာပဲရှိတော်လဲပဲမျက်နှာစုံဖို့အတွက်ပေါ့နော်အခက်ခဲတွေဖြစ်နေကြတာရှိပါတယ်အဲ့လိုအခြေအနေမျိုးမှာအဝေးရောက်ကွာရှင်းပြက်ဆဲတယ်ဆိုတဲ့နေလန်တစ်ခုပေါ်ပေါက်လာခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့အဝေးရောက်ကွာရှင်းပြက်ဆဲတယ်ဆိုတာကတော့ထွေထူးမဟုတ်ပါဘူးနော်ဒီဘက်ကနေပြီးတော့မှစာချုပ်လဲလိုချင်တယ်မျက်နှာစုံညီခြင်းလည်းမပြုတ်နိုင်ဘူးเนาะမျက်နှာစုံညီမှထိုးရမယ်ဆိုလို့ရှိရင်လည်းဘယ်ချိန်မှစုံနိုင်မယ်ဆိုတာမသိတဲ့အချိန်မှာပေါ့เนาะ အတတ်နိုင်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်အောင်လို့ပြုလုပ်ကြတဲ့နီလန်တစ်ခုဖြစ်တယ်ပေါ့အဲ့တော့ဟုတ်ပြီဘလို့ဆောင်ရွက်ကြလဲဆိုတော့တစ်ဖက်ကအတိတ်တွေရှိမှလက်မှတ်ထိုးမယ်เนาะဗီဒီယိုကောတွေပါနေနဲ့ရိုက်ထားတာမျိုးတွေလည်းရှိတယ်ပြီးတော့အဲ့ရှာချုပ်ကိုတစ်ဖက်ကိုပို့ပေးလိုက်တယ်เนาะညနေတစ်ဖက်ကလည်းပဲအဲသူရဲ့အတိတ်တွေရှိမှသူကလက်မှတ်ထိုးမယ်အဲ့အချိန်မှာလည်းဗီဒီယိုကောတွေပါနေခေါ်တာမျိုးတွေရှိတယ်ပြီးတော့စာချုပ်ကိုတယောက်တစ်စောင်စီယူထားကြတယ်ပေါ့เนาะဒါဆိုလို့ရှိရင်အဝေးရောက်ကွာရှင်းပြတ်စဲတဲ့နီလန်းဟာเนาะ စိတ်ချယုံကြည်ရတဲ့နီလန်ဖြစ်သလားဆိုတော့ तू ကတဆင့်ချင်းစီတိုင်ရမယ်ပေါ့နော်အကောင်းဆုံးကတရားရုံးမှာပြုလို့ချုပ်ဆိုတဲ့ဆန်ကျုပ်ကအကောင်းဆုံးဖြစ်တယ်ဒုတိယအမျိုးအစားကတော့ပြပမှာပြုလို့ချုပ်ဆိုပေမဲ့မျက်နှာစုံညီပြီးတော့အတိတ်တည်းတည်းရှေ့မှာပြုလို့ချုပ်ဆိုတဲ့ဆန်ကျုပ်ကလည်းထိုက်တဲ့လို့ယုံကြည်စိတ်ချတဲ့နီလန်ဖြစ်တယ်နော်အဲ့တော့ဒီနှစ်ဦးအဝေးရောက်ကွာရှင်းတယ်ဆိုတဲ့နီလန်ကတော့နော်ရှေ့ကပြောတဲ့နှစ်မျိုးထက်ဆိုင်တော့ယုံကြည်စိတ်ချမှုအားနည်းနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချိန်မှာပြန်ပြီးတော့ငင်းလာနိုင်ပါတယ် နော်ကိုယ့်ရဲ့လက်ရည်လက်မှတ်မဟုတ်ဘူးနော်ကိုယ်ရေးထိုးခဲ့တာမဟုတ်ဘူးလွတ်လပ်သောသဘောဆန္ဒမဟုတ်ဘူးစသဖြင့်ပေါ့နော်အမျိုးမျိုးအကြောင်းပြပြီးတော့တစ်ဖက်ဖက်ကငင်းဆန်လာနိုင်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီစာချုပ်ကိုခိုင်မာအောင်ဘယ်လိုမိုးမှန်လို့ရသလဲဆိုလို့ရှိရင်နော်အဲ့လိုလက်မှတ်ထိုးပြီးပြီဆိုလို့ရှိရင်နှစ်ဦးစလုံးကနေပြီးတော့နိုင်ငံပိုင်သတင်းစာတစ်ခုခုမှာပေါ့နော်ကျွန်တော်ကျမတို့အနေနဲ့ဘယ်နှစ်ပဲရမှာနှစ်ဦးသဘောတူကွာရှင်းပြည့်စဲခဲ့ပြီဖြစ်တယ်ဆိုတာကို เนาะအများသိဖို့အတွက်ကြင်ညာလိုက်မယ်ဆိုလို့ရှိရင်เนาะအဲ့ဒီစာချုပ်ကပို့ပြီးတော့ယုံကြည်စိတ်ချရတဲ့ခိုင်မာတဲ့စာချုပ်တခုဖြစ်လာမနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့เนาะနှစ်ဦးစလုံးကကြော်ညာဖို့တော့လိုတယ်ပေါ့เนาะနှစ်ဦးစလုံးကကိုယ်သဘောဆန္ဒနဲ့ကိုကြော်ညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့နောက်တစ်ချိန်မှာလွယ်လွယ်ကူကူနဲ့ပြန်လဲပယ်ဖြတ်권ရမှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးခဲ့တာကအဝေးရောက်ကွာရှင်းပြည့်စည်တဲ့နီလန်းဟာယုံကြည်စိတ်ချတဲ့နီလန်းတစ်ခုဖြစ်သလားဆိုရင် အထိုက်လျောက်တော့ယုံကြည်စိတ်ချလို့ရပါတယ်။ဒါပေမဲ့သူ့ကိုထက်စစ်ပြီးတော့မုံမှန်မှုပြုလုပ်ဖို့လည်းလိုတယ်ပေါ့နော်။နောက်တစ်ခုအကြံပြုချင်တာကဒီနီလန်းကလုံးဝမဖြစ်မနေပေါ့နော်။တရားရုံးသွားဖို့လည်းမဖြစ်နိုင်ဘူး။ပြင်ပကိုယ့်ရဲ့လူကြီးတွေရှေ့မှာမိတ်ဆွေတွေရှေ့မှာနော်။ဆောင်ရွက်ဖို့လည်းမဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာပဲပြုလုပ်သင့်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမြဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။